ပန်းရောင်လှလှနဲ့တေချိန်ကိုမြင်တတ်သောလက်ဖွဲ့ပန်းရောင်လှလှဟာမြို့လေးရဲ့လှပတိမ်မွေးတဲ့ပန်းဆိုင်လေးကို ဖွင့်ထားတဲ့အသက်23နှစ်အရွယ်ပန်းချံမှုတယောက်သူမရဲ့ပန်းစီတိုင်းမှာထူးဆန်းတဲ့အစွမ်းရှိတဲ့ပန်းပွင့်တွေရဲ့အယောင်နဲ့အနံ့လိုက်လက်ခံသူရဲ့တေချိန်ကိုမြင်ရတတ်တဲ့ဒီအစွမ်းကိုသူမငယ်ငယ်ကတည်းကတီးခဲ့ပေမဲ့ဘသူ့ကိုမှမပြောခဲ့ဘူးသူ့မိကွယ်လွန်ချိန်မှာပန်းစီထဲမှာအမေရဲ့အမိကို တွေ့ခဲ့ရပြီးနောက်ဒီအစွမ်းကိုချိန်စားလို့သဘောထားလာတယ် တနေ့မှာဆေးရုံကလူငယ်ဆရာဝန်ဒေါက်တာခိုင်သူကသူ့ဆိုင်ကိုလာရောက်ပြီးလူနာတယောက်အတွက်ပန်းစည်းတစ်ခုမှာယူတယ်ပန်းရောင်လှလှစီးလိုက်တဲ့အခါပန်းတွေကြားထဲကခိုင်သူရဲ့အမိကိုရုတ်တရက်မြင်လိုက်ရတယ်သူ့လက်ဖွားပေါ်မှာစာလုံးတွေပေါ်လာသလိုခိုင်သူခုနှစ်ရက်အတွင်းတည်ဆုံးပြီးပန်းရောင်လှလှဟာခိုင်သူကိုတတိပေးဖို့စူးစမ်းပေမဲ့ သူ့အစွမ်းကိုဘယ်သူမှယုံမမဟုတ်ဘူးဆိုတာသိတယ်။ဒါကြောင့်သူ့ကိုယ်သူခိုင်သူနဲ့နှိစက်ဖို့အကြောင်းမျိုးမျိုးဖန်တီးတယ်။ခိုင်သူကလည်းပန်းရောင်လှလာရဲ့စိတ်ဝင်စားပွဲလျှို့ဝှက်ချက်တွေကိုသိလာတာနဲ့သူမကို စတင်စိတ်ဝင်စားလာတယ်။ဒါပေမဲ့ခိုင်သူရဲ့တေချိန်ကနီးလာတာနဲ့အမျှပန်းရောင်လှလာရဲ့ပန်းစည်းတွေမှာတေမင်းရဲ့အရိတ်ကပိုထင်ရှားလာတယ်။သူမဟာခိုင်သူကိုကယ်ဖို့သူ့အစွမ်းကို ပြန်သုံးဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့သူမရဲ့အစွမ်းကို ပြောင်းပြန်သုံးတိုင်းသူ့အသက်ကတနေ့တိုလာတယ်ဆိုတာသိလာရတယ်။ခိုင်သူကိုကယ်ဖို့ပန်းရောင်လှလှဟာသူ့ရဲ့အတိတ်ကိုပြန်ရှာဖွေရင်းကြုံလာရတဲ့ဖြစ်ဆိုးအတွက်သူ့မိဟာလည်းဒီအစွမ်းရှိပြီး သူမရဲ့ကံကြမ္မာကိုပြောင်းဖို့ကြိုးစားရင်းတည်ဆုံသွားခဲ့တယ်။ပန်းရောင်လှလှရဲ့ညီမငယ်လေးဟာသူမရဲ့အစွမ်းကြောင့်ပျောက်ဆုံးသွားတယ်။ခိုင်သူရဲ့တေချိန်ကိုဖန်တီးနေတဲ့သူဟာပန်းရောင်လှလှရဲ့မတိစိတ်သေးကကြောက်ရွံ့မှုတွေဖြစ်နေတယ်ဆိုတာသိလာရတယ်။ နောက်ဆုံးမှာခိုင်သူနဲ့ပန်းရောင်လှလှဟာတေမင်းကိုရင်ဆိုင်ဖို့လက်တွဲကြရဲပန်းရောင်လှလှဟာသူ့စွမ်းကိုအပြည့်အဝသုံးပြီးခိုင်သူရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့အသက်ကတစစီကုန်ဆုံးသွားတော့မယ်ခိုင်သူကိုကယ်တင်ပြီးချိန်မှာပန်းရောင်လှလှဟာတေကန်ဤချိန်ကိုရောက်လာတယ်ဒါပေမဲ့ ခိုင်သူက သူမရဲ့အစွမ်းကိုပြန်လဲအသုံးပြုပြီးသူ့အသက်ကို သူ့ဘာသာစတေးလိုက်တယ်။မင်းကိုငါအသက်ထက်ပိုပြီးချစ်တယ်ဆိုတဲ့စကားနဲ့ပန်းရောင်လှလှပြန်ရှင်လာပေမဲ့ခိုင်သူကတော့ပန်းရောင်လှလှရဲ့ပန်းဆိုင်မှာအခုထိခိုင်သူရဲ့အမတ်တရအနေနဲ့အဖြူရောင်ပန်းစီတစ်ခုကို ထားရှိထားတယ်။ထိုပန်းစီထဲမှာကျေးဇူးတင်ပါတယ်ဆိုတဲ့စာသားလေးနဲ့အတူ ခိုင်သူရဲ့နှလုံးခုန်တံကိုခံစားရသေးတယ်။ပန်းရောင်လှလှ တေချိန်ကိုမြင်တတ်တော်လဲအချစ်အတွက်ဆုံးလို့ရဲသူဒေါက်တာခိုင်သူလူနာတွေကိုကဲတင်ရင်ကိုကံကြမာကိုမပြေးနိုင်သူပန်းရောင်နှားလာရဲ့ညီမအရေးအမွေးပျောက်ဆုံးနေပြီဇလန်းအစင်းစင်မှာသူမရဲ့လှုပ်ဝက်ချက်တွေပေါ်လာမယ်